ရာယနံညအိယာဝင်တိုင်းအခက်အခဲကိုခေါင်းအောင်ပြီးအိတ်ခွင့်ပေးပါဗျာဒါမှသာအောင်မြင်ခြင်းအိမ်မက်တွေကိုမခွင့်ရမှာပါဗျာတကယ်တော့ဒုက္ခဆိုတဲ့စူးတောင်းနေရဲ့အပေါ်မှာအောင်မြင်ခြင်းဆိုတဲ့နှိစီပံပွတ်တဲ့ကြောင်တပိတော်သိပါပြီဗျာကိုတွေ့ပါဗျာဒါကြောင့်တပိတော်ကိုဒုက္ခများပေးသနာတော်မူပါတညာလုံးမိုးရွာသည်တဲလိုက်တဲ့ဖြစ်ခြင်းမိုးလင်းတဲ့အထိအဆက်မပြတ်ရွာနေတုံးပါပဲဒါကြောင့် ီနေ့မနက်စာသင်ခန်းမှာចောင်းသားတွေမဆုံကြဘူး။ចောင်းအပြတ်များနေကြသည်။စာသင်ခန်းတိုင်းမှာဒီနေ့ចောင်းသားသိမရရှာကြ။ကိုပိုင်ចောင်းတွေကအလုတ်ဖြစ်ကြသည်။ရိုးရိုးစာသင်ခန်းတွေကအလုတ်မဖြစ်ကြ။လူကမဆုံ၊လူကလည်းနေမိုးအေးအေးနဲ့ဆိုတော့စာသင်လို့မရ။ဒီလိုနဲ့ကြာရနေဆိုတဲ့အကြောင်းကို ပြောဖြစ်ခဲ့ပါသည်။ဒီမဲ့ငါတပည့်တို့လူတော်တော်များများဟာအခက်အခဲနဲ့ရင်ဆိုင်ရရင်အရှုံးပေးတတ်ကြတယ် အခက်ခဲဆိုတာအရှုံးပေးဖို့မဟုတ်ဘူးအခက်ခဲဆိုတာကြော်လွှားဖို့ဒီလိုမိုးအေးတဲ့အချိန်မှာ အခက်ခဲတွေကိုကြော်လွှားအောင်မြင်ခဲ့တဲ့လူတယောက်အကြောင်းပြောပြမယ်အဲ့ဒီလူရဲ့ဘဝမှာကြာပန်းတပွင့်ရဲ့ရနှန်းကြောင့်အောင်မြင်မှုတွေကိုပိုင်ဆိုင်ခဲ့ရတယ်ကလေးတွေကစာသင်ရင်သာ စိတ်ဝင်စားတာ ပုံပြောမယ်ဆိုတော့ပျော်သွားကြတော့သည်တခါတုန်းကမင်းတို့လိုအွယ်လူငယ်လေးတယောက်ရှိတယ်ယောက်ျားလေးပေါ့ကွာသူကတဝူးတီတော့တာ ူ့ရဲ့အဖေနဲ့အမေက ကုန်းတယ်ဒီတောင်ပေါ်ကကုန်းနေမြေပြန့်ကိုယူပြီးရောင်းတယ်မြေပြန့်ကကုန်းနေတောင်ပေါ်ကိုယူပြီးရောင်းတယ်ပတ်စံကိုတော့ကုန်းရောင်းပြီးမှရှင်းရတာဗောတရန်လုံးငြိမ်ပြီးနားထောင်နေကြသည်တချို့များလက်ကလေးတွေမေးစေးထောက်လို့အဲ့ဒီကောင်လေးကကြောင်းသွားတဲ့ရံကြီးတိုင်ပေးရဖြတ်သွားရတယ်အဲ့ဒီရံကြီးကရေပုတ်တွေကနန်စောနေတာပဲအဲ့ဒီအနားရောက်တိုင်းနှာခေါင်းကိုပိတ်ပြီးလမ်းလျှောက်ရတယ်အနန်စိုးကြီးကိုမခံနိုင်လို့ဗော ။ကျောင်းသားတယောက်ကဝင်ပြီးပြောသည်။အဲ့ဒီကောင်လေးကပြေးမသွားဘူးလားဆရာ။အေးပြေးသွားတာဗော။နေ့တိုင်းသွားနေကြလမ်းဆိုတော့ရန်ကြီးကိုသူကတခုတတိပြုမိတယ်။ဒီလောက်ပုတ်သွိုးနေတဲ့ရေကန်ထဲမှာကစုံပင်တွေပေါက်နေ။ကစုံရွက်တွေဆိုတာစိမ့်လို့ဆိုးလို့ကစုံရိုးကြီးကလည်းကြီးကြီးအရွက်ကလည်းဖားဖား။အဲ့ဒီရေပုတ်တွေထဲမှာကြာပင်လေးတွေပေါက်နေတာတွေ့ရပြန်တယ်။ကြာပင်လေးတွေကနေပြီးတော့ကြာဖူးကြာပန်းကလေးတွေပွင့်လာတယ်။ကြာပန်းလေးတွေက တင်းပြက်ပြက်ရန်နံလေးတွေကိုထုတ်ပေးတယ်။နေကင်းမှာတော့ကြာပန်းရဲ့ရန်နံကတိတ်မသိတာ။ညအချိန်ဆိုကြာရန်နံကိုသိတာစီတယ်။သူ့နှာခေါင်းကလည်းဒီရန်နံနဲ့ရင်နေပြီးဒီတော့ပုတ်တိုးတွေနဲ့ရန်နံနဲ့အတူမွေးပြက်တဲ့ရန်နံကိုလည်းရောတွေးခန်းစားတက်လာတယ်။ဆရာသမီးကြာပန်းမြင်မှုတဲ့ဆရာ။အေးဟုတ်လား။အဲ့ဒီကြာရန်နံလေးကိုရှူဆိုင်ပြီးတော့ကောင်လေးကဒီလိုသွေးတဲ့။ဒီလောက်ပုတ်တိုးနေတဲ့အထဲမှာဒီလောက်မွေးပြက်နေတဲ့ရန်နံဖြစ်နိုင်ပါမလားဗော။ ဒရန်လုံးကကျွန်တော်ကိုစိတ်ဝင်စားနေကြသည်ဒီလိုနဲ့တနေ့မှာတော့သတင်းစိုးကြီးတစ်ခုကိုကြားရတယ်အဲ့ဒီကောင်လေးရဲ့အဖေနဲ့မိကကုံကူးသွားရင်လမ်းမှာကားမောက်ပြီးနှစ်ယောက်စလုံးသေဆုံးသွားတဲ့ကောင်လေးကငိုတာပေါ့လောကကြီးမှာသူတယောက်တည်းကြံတော့တယ်လေသူ့မိဘနှစ်ပါးရဲ့အလောင်းနဲ့အတူဘာတွေတွေ့ရတယ်လဲသိလားဘသူမှပြန်မဖြေကြအကျေးစင်းနေပါလာတယ်ကွာသိလားဟာကောင်လေးတော့ဒုက္ခပါပဲနားထောင်နေတဲ့တပည့်တွေစီကအ အဲ့ဒီလိုအတန်ထွက်လာသည်ကဲနားထောင်ကြဟုတ်တယ်ကောင်းလေးတော့ဒုက္ခပဲအသက်ကငငယ်ရွယ်ရွယ်အဖေနဲ့အမေကလည်းမရှိရတော့ဘူးအကျွေးတွေလည်းဆက်ရအောင်မယ်ဒီလိုနဲ့စိတ်ဓာတ်တွေကျသွားတာဗောကိုကိုကိုတတ်တည်ဖို့ဆုံးဖြတ်လိုက်တယ်သူမြင်တွေ့နေကြရရန်ကြီးတဲ့ခုံစင်းပြီးတင်မဲလို့ဆုံးဖြတ်လိုက်တယ်ရရန်ကြီးနားရောက်တော့ဖနှက်ကိုချွတ်လိုက်တယ်ရေထဲကိုခုံမဲလဲလို့ရောသူ့နှာခေါင်းအဝါမှာကြာရန်နယ်လေးကိုရှူဆိုင်မိတဲ့တယ်ကြာရန်နယ်ကလေးလေးရရောသူ့စိတ်တွေပြောင်းသွားတော့တယ် ီလောက်ပုတ်သွင်းနေတဲ့ရေထဲမှာတော့ကြာရဏံဖြစ်နိုင်သေးတာပဲငါဘောကဒီပုတ်သွင်းနေတဲ့ရေအိမ်ကြီးနဲ့တူတယ်ငါအစွမ်းစားကြာရဏံဖြစ်เสียရမယ်လို့ဆုံးပြလိုက်တဲ့ဒီလိုနဲ့တတ်မသိဖြစ်တော့ဘူးအခုတော့သူဟာစူးစမ်းလိုက်တာเจ้าသူတယောက်ကထန်ရာကမထပဲကျွန်တော်ကိုမေးသည်အဲ့ဒီကောင်လေးဘာဖြစ်သွားလဲဆရာပြောမှာဗောသူကဒါအကျိုးစားတယ်နောက်ဆုံးမှာတော့တထေးကြီးဖြစ်သွားတယ်သူကမနဲ့အိယာထားတိုင်းဖះမှာစူတောင်းတယ် အောင်မြင်ရင်းဆိုတဲ့ရောင်စုံပန်းလှလှတွေဟာအခက်အခဲဆိုတဲ့ဥယျာဉ်ထဲမှာပွင့်ဖူးတက်ကြပါတယ်ဗျာကြော်ကြားခြင်းဆိုတဲ့ရနံ့တွေဟာပြဿနာဆိုတဲ့ဥယျာဉ်ထဲမှာရှူရှိုက်ခွင့်ရကြပါတယ်ဗျာဒါကြောင့်တပိတော်ကိုအခက်အခဲပြဿနာများပေးသနာတော်မူပါလို့အမြဲဆုတောင်းတဲ့ကျွန်တော်တပည့်တွေကကျွန်တော်ကိုပြုံးပြီးကြည်နေကြသည်ចောင်းသားတယောက်ကဝင်ပြီးပြောသည်ဆူတောင်းကတော့မိုက်ကွာဒီလိုပဲညအိယာဝင်တိုင်းဖះမှာဒီလိုဆူတောင်းပြန်တဲ့ အခက်ခဲဆိုတာငရုတ်သူးနဲ့တူပါတယ်ဗျာဆက်တော်ဆက်တယ်ဒါပေမဲ့အဲ့ဒီအရာတာကိုကြိုက်တယ်ဗျာညအဲ့ရဝင်တိုင်းအခက်ခဲတွေကိုခေါင်းအုံးပြီးအိတ်ခွင်ပေးပါဗျာဒါမှသာအောင်မြင်ခြင်းအိမ်မက်တွေကိုမက်ခွင်ရမှာပါဗျာတကယ်တော့ဒုက္ခဆိုတဲ့စူးတောင်းနေရဲ့အပေါ်မှာအောင်မြင်ခြင်းဆိုတဲ့နှိစီပံပွက်တဲ့ကြောင်းတပိတော်သိပါပြီဗျာကိုတွေ့ပါဗျာဒါကြောင့်တပိတော်ကိုဒုက္ခများပေးသနာတော်မူပါလို့အမြဲစူတောင်းတဲ့တယ်ကျောင်းသူတို့ချို့ကကျွန်တော်ပြောတဲ့စကားတချို့ကို လိုက်ပြီးရေးမှတ်နေကြသည်။ကျောင်းသူတယောက်ကဝင်ပြီးပြောပြန်သည်။စူတောင်းကတော့လမ်းနဲ့ကွာငါတို့နဲ့တော့ကွာပါ။ဒါကြောင့်ငါတပည့်တွေလည်းအခက်အခဲကိုမကြောက်ကြနဲ့။ပြဿနာကိုရှောင်မပြေးကြနဲ့။အခက်အခဲနဲ့ဒုက္ခကိုဖနှက်လုပ်ပြီးစီးပစ်လိုက်။လူဆိုတာအရာရာကိုဖန်တီးနိုင်တယ်။မိုးလေးနဲ့နဲ့ယွာလိုက်တာနဲ့အပြင်းထူတဲ့ကောင်တွေလောကကြီးမှာဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။မှတ်ထား။စေတမ်းမှာဂုံတို့နဲ့အောင်မှာဂုံရှိတာမဟုတ်ဘူးအထွန်းကျွန်းဆောင်သူမဖြစ်ခဲ့ရင်တောင်မှ အကျိုးစားဆုံးသူကတော့ဖြစ်ပါစေငါတပည့်တို့ကျိုးစားသူတို့ရဲ့ပန်းနိုင်ဟာအောင်ပွဲပဲအဲ့ဒီအချိန်မှာចောင်းသားတယောက်ကမတ်တက်ရပြီးကျွန်တော်ကိုမေးသည်အခက်အခဲမရှိတဲ့ဘဝတစ်ခုလောက်နမူနာပေးပါစရာအခက်အခဲမရှိတဲ့ဘဝဆိုတာမရှိနိုင်ဘူးအသက်မရှိတော့တဲ့လူတွေမှသာအခက်အခဲမရှိတာအသက်ရှင်နေသမျှကာလပတ်လုံးအခက်အခဲနဲ့ဒုက္ခဆိုတာရှိကြတာပဲတွေ့ရမှာပဲဒါကြောင့်သာတင်းမောပြက်ချင်းဆိုတဲ့အခက်အခဲကိုကံကောင်းထောက်မဆွာကြုံဆောင်ခွင့်တွေ့လိုက်တဲ့ ဇနကဟာတမိုင်းတွင်တဲ့ပုံကိုဖြစ်ခွင့်ရတာဗြိတိရဆိုတဲ့ကိုလိုနီဘလူးကြီးနဲ့ဆုံတွဲခွင့်ရလိုက်တဲ့ကိုအောင်ဆန်းတမိုင်းမှာသူရဲကောင်းဖြစ်သွားတော့တယ်အခက်ခဲဆိုတဲ့ကြိုးတချောင်းမှာသာအောင်မြင်ခြင်းဆိုတဲ့ပန်းပွင့်တွေရွေးတီးလို့ရတာကွာဆရာအဲ့ဒီကောင်လေးကအခုပမာလဲဆရာအဲ့ဒီကောင်လေးကအခုအိန္ဒိယနိုင်ငံဘုံမေမှာရှိတယ်သူတို့နိုင်ငံရဲ့တထေးကြီးဆရာောက်ထဲမှာတယောက်အပါဝင်ပေါ့တရန်လုံးကမိုးအေးနဲ့ဆိုတော့ကျွန်တော်စကားကိုနားထောင်ပြီးပြောနေကြသည် ဒီတော့မှတ်ထားကျွန်တော်ကဗဆက်ကအီမေးကုန်းကိုမေးပြီးကြောက်တင်မုံပေါ်တွင်အောက်ပါစာသားကို ရေးပြလိုက်သည်အခက်ဆိုရင်ချိုးပစ်လိုက်အခဲဆိုရင်ဝါးစားပစ်လိုက်အခက်အခဲဆိုတာချိုးဖို့ဝါးဖို့စားဖို့ရင်ဆိုင်ဖို့